မင်္ဂလာပါဒီနေ့အတူတူလေးလာကြည့်ကြဖို့ကတော့အမ်ကိုလိုနီခေတ်မြန်မာနိုင်ငံကိုနောက်ခံထားတဲ့ဇလန်တပုတ်ထဲကဖိုင်းစားလေးတွေပေါ့ဟုတ်ကဲ့ခင်ဗျာဒီဖိုင်းစားတွေလည်းမမျောလင်းချက်တွေအမ်ပျက်စီးခြင်းတွေပြီးတော့လူမှုပတ်ဝန်းကျင်ရဲ့ဖိအားတွေနဲ့ခြေကွဲဆရာအဖြစ်ပြက်တွေအများကြီးရောရှက်နေတော့တွေ့ရမှာပါမှန်ပါတယ်အဓိကကတော့ဥယောပတာဇက်ကောင်တွေချစ်တဲ့ Florie နဲ့ Elizabeth တို့ရဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးကိုကြည့်ပြီး အဲရီခေရဲ့လူမှုရာတွေကိုလိုနီစနစ်ရဲ့တင်းမမှုတွေကလူတဦးချင်းစီရဲ့ဘဝကိုဘလို့များပုံတွင်းသွားတယ်လဲဆိုတာလေးကိုစမ်းစစ်ကြည့်ချင်တာပါဟုတ်ပါတယ်စိတ်ဝင်စားစရာကောင်းတာကဒီဇလန်ကောင်းနှုတ်ချက်တွေကလေကိုလိုနီခေတ်လူအတိုင်းအဝိုင်းရဲ့မျက်နှာစာအမျိုးမျိုးကိုတော်တော်လေးထင်ထင်ရှားရှားဖော်ပြနေတာပဲဟုတ်ကဲ့အထူးသဖြင့်ကတော့အဲရီခေမှာတဦးချင်းရဲ့ဂုံတိခါဆိုတာကိုဘလောက်တန်ဖိုးထားကြတယ်လဲတချင်ထဲမှာပဲ အဲ့ဒီဂွန်တစ်ခါဆိုတာကဘလောက်အလွဲတကူပြိုလဲနိုင်တယ်လဲဆိုတာကိုဖလိုရီရဲ့ဇလန်းကနေတဆင်ကောင်းကောင်းမြင်ရမှာပါဟုတ်ကဲ့ဟုတ်ကဲ့ကဲဒါဆိုအစာပိုင်းကိုကြည့်လိုက်ရအောင်ဖလိုရီနဲ့အဲလိဇဘက်တို့တောလိုက်ထွက်ရင်းနဲ့တယောက်နဲ့တယောက်ရင်းနှီးမှုရသွားပုံက အစာပိုင်းမှာတော့အားတက်စရာလေးနော်ဟွန်းဟုတ်တယ်သူတို့ကြားတဲ့ကောင်ကိုအတူတူဖြစ်ခတ်နေခဲ့တဲ့အဖြစ်ပြက်ကသူတို့ကြားထဲမှာခဏတာတော့နီးစပ်မှုကိုစောင့်ခြင်းပြလိုက်တယ်လို့ပဲ အဲ့ဒီချိန်မှာဖလော်ရီကအမ်အလစ်ဇဘက်ကို တော်တော်လေးသဘောကျနေပြီဟိုရင်လက်ထပ်ဖို့အထီတောင်စိတ်ကူးနေခဲ့တာอืมညှော်လင့်ချက်တွေတော်တော်ပွင့်လန်းသွားပဲအခိုက်တန့်ပေါ့ဒါပဲအဲ့ဒီညှော်လင့်ချက်ကကြာရှင်းမခံခဲ့ဘူးလို့ဆိုရမှာပဲဟုတ်ဘာဖြစ်သွားလို့လဲအရင်ရုပ်ရည်လို့ယာတို့အရှိအဝါတို့တတ်တီးပြတာတို့ဒါတွေကိုဘလောက်အလေးထားလဲလဲဆိုတာပြနေတယ်လို့ပဲအေး တိုက်တိုက်ဆိုင်ဆိုင်ပဲเนาะအဲ့ဒီအချိန်လောက်မှာပဲ Flory ကမြင်းပေါ်ကပြုတ်ကြတဲ့အခေတ်ကသူ့တို့တို့အရှက်ရစရာထိထရတယ်ဟုတ်တယ်ပိုဆိုးတာကပိုဆိုးတာက Elizabeth ကသူ့ကိုလုံးဝလစ်လူရှူပြီးမသိချင်အောင်ဆောင်ပြီးထွက်သွားခဲ့တာအဲ့လားဗောဒါဟာသူတို့ဆက်ဆံရေးအလက်ပြောက်တွေမကဘူးဟိုလူမှုအဆင့်အတန်းနဲ့အထင်ရှိခံရမှုဆိုတာ Elizabeth အတွက်ဘလော့အရေးပါတယ်ဆိုတာကိုပြပြလိုက်တယ်လို့ပဲမှန်ပါတယ်ဆိုတော့ Flory ရဲ့ကန်ဂျမာကအဲ့ဒီကစာပြီးဆက်ကြိုက်ဆိုတယ်လို့ပဲနင့်ကြသွားခဲ့တယ်ဟုတ်ကဲ့ နောက်ပိုင်းလူမျိုးရေးစုပူမှုတကူဖြစ်သေးတယ်။အဲ့ဒီမှာ သူကတတိရှိရှိနဲ့အခြေအနေကိုဝင်ထင်းခဲ့ပေမဲ့ဟွန်းဒီလိုသူရဲ့ကောင်းဆန်တဲ့လောရကတော့မှာသူရဲ့ကြာဆင်းနေတဲ့ဂုံတိခါကိုပြန်ဆင်နိုင်ခဲ့ဖို့မပေါ်ဘူး။အထူးသဖြင့်အလိဇဘက်ရဲ့ကမြင်မှာတော့နော်။အဲ့ဒါပေါ့။အလိဇဘက်ကသူ့ကိုအထင်မကြီးတော့ဘူး။ဒီနေ့မှာဥပိုချင်းရဲ့အခန်းကဏ္ဍကပိုပြီးထင်ရှားလာပြီးဖလော်ရီယာပြိုင်ဘတ်ပေါ့ဟုတ်တယ်ဥပိုချင်းသူကဖလော်ရီယာအားနေချက်ထွက်တဲ့ ဟိုမြန်မာများဟောင်းမလတ်မီကိုအတုံးချလိုက်တယ်မှန်ပါတယ်အခွင့်အရေးကိုစောင့်နေတာပြားเจ้าမှာလူများရှိအဆက်ခွဲဖို့အကြံစီခဲ့တယ်တော်တော်ဆိုးတာပဲဒီဖြစ်ဖြစ်ကဖလော်ရီယာဂုံတိခွာကိုလုံးဝကိုပြန်ဆယ်လို့မရအောင်ချိုးနှိမ်လိုက်တာပဲအဲ့ဒီအချိန်မှာမြင်ရတာကကိုလိုနီလူအဖွဲ့အစည်းအတွင်းမှာဂုံတိခါနဲ့လူမှုအဆင့်အတန်းဆိုတာဘယ်လောက်တန်ဖိုးရှိတယ်လဲဆိုတာရေဟုတ်ကဲ့ဒါပေမဲ့တစ်ဖက်မှာလည်းအတိတ်ကအမားတွေကိုရဲကိုယ်တော်အရှုပ်ရှင်းတွေက လူတယောက်လည်းပြီးစုပိုင်ကိုဘလို့ချော့လန့်နိုင်လဲဆိုတာပဲမလမီရဲ့အဒီတောင်းဆူမှုတွေအော်ဟစ်မှုတွေကဖလော်ရီယက်အနော်တိုင်တာပုံရိပ်ကိုအကြီးကျယ်ကိုထိခိုက်စေခဲ့တယ် ဆိုတော့ Elizabeth အထွက်တော်ဒါဟာလုံးဝလက်မခံနိုင်စရာအခြေအနေဖြစ်သွားပြီပေါ့ဟုတ်တယ် Florie နောက်ဆုံးအချိန်တောင်းပန်ကိုကြိုးစားချိန်မှာသူ့ကိုအပြတ်ညင်းပယ်လိုက်တော့တာမင်းอืมညော်လင့်တဲ့အာလုံးကုံဆုံးသွားလို့ Florie အထွက်တော်တကယ်ကိုဝမ်းနည်းစရာအဆုံးတက်နေရင်ဆိုင်ခဲ့ရတယ်သူ့ကိုသူအဆုံးစီရင်သွားခဲ့လေဟုတ်ပါတယ် Florie ရဲ့တေဆိုးမှုကဇလန်းရဲ့အထွက်အထိပ်ဆိုပေမဲ့တခြားဆက်ကောင်တွေရဲ့နောက်ဆက်တွဲဘဝအခြေအနေတွေကလည်းစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီခေတ်ရဲ့လူမှု system နဲ့ ကံကြမ္မာရဲ့မေယာမှုတွေကိုသူတို့ကထပ်ပြီးထင်အပ်စေတယ်။ဥပမာဘသူတွေလဲ။ဥပမာအလိဇဘက်ပေါ့။သူကသူအရန်ထစ်ချင်တဲ့ရရှိကြတော့ဘဝ။သူကုန်းတဲ့မစ္စတာမက်ဂရီကောနဲ့လက်ထပ်ပြီးရသွားတယ်။အေးသူလိုချင်တာရောရသွားတာမယ်။ဟုတ်တယ်။သူတံဖိုးထားတဲ့လူမှုအဆင့်အတန်းကိုအဆုံးမရရှိသွားတဲ့သဘောပေါ့။ viral ကတော့ဘာစေသွားလဲ။ viral ကကိုဘသူကမှအတိမပေးဘဲနဲ့ယုတ်တိအကြီးထွက်သွားတယ်။ပျောက်သွားသလိုပဲ။အော်ဥပိုလ်ချင်းကတော့ ဥပိုလ်ချင်းကယာရုကုံထူရတို့ရလိုက်တယ်။ဒါပေမဲ့သူဖျားတီဖို့စိတ်ကူးထားပေမဲ့မလို့နိုင်ခင်မှာပဲယုတ်တရက်ကွဲလွန်သွားပြန်တော့ဟင်ဟုတ်တယ်ဒေါက်တာဗီရာဆွာမီကြောက်တော့သူ့ကိုကာကွယ်ပေးမဲ့ဖလော်ရီမရှိတော့တဲ့နောက်မှာယာရုရှော့ခံရပြီးမန္တလေးကိုပြောင်းရွှေ့ခံလိုက်ရတယ်အချိန်ကြီးမဲသွားရတာပေါ့မလမေကတော့မလမေကလည်းနောက်ဆုံးမှအဲပြည်တန်စာကွာကိုရောက်သွားခဲ့တယ်လို့ဆိုတယ်ဒီဇက်သိန်းကြီးက တကယ်တော့ဦးကျင်းစီရဲ့ရွေးချယ်မှုတွေရဲ့ပဝင်ကျင်းရဲ့လွမ်းမိုးမှုတွေရဲ့ကြားကရှုပ်ထွေးတဲ့ဆက်နွယ်မှုတွေကိုပြနေတာပဲဟုတ်ကဲ့အကယ်ပဲနော်ဒီဇလန်ကောင်းနှုတ်ချက်ဒီအနေကောက်ယူနိုင်တဲ့အဓိကအချက်ကတော့ကိုလိုနီခေတ်လူမှုပဝင်ကျင်းရဲ့ဖြစ်အားရီ အထူးသဖြင့်ဂုံတိတ်ခါနဲ့လူမှုအဆင့်တန်းဆိုင်ရာစံနှုန်းတွေက လူတူးချင်းရဲ့စိတ်ပိုင်းဆိုင်ရာရောဘွားကံကြမ္မာ အပေါ်မှာပါဘလို့တောင်ပြင်းထန်စွာတက်ရောက်နိုင်တယ်လေဆိုတာပဲနော်အဲ့ဒါပေါ့ ဖလိုရီရဲ့ဂျေကွေးဝယ်အထက်ကဒါကိုအထင်ရှားဆုံးဥမာပိနေတာပဲဟုတ်ကဲ့ဒီအဖြစ်ဖြစ်တွေကနှစ်တည်းများကြီးကြားခဲ့ပြီဆိုပေမဲ့လေလူမှုပဝန်းကျင်ရဲ့မျောလင်းချက်တွေဂုံတိခါကိုထိမ့်သိမ်းလို့တဲ့စိတ်တိော့ကိုပိုင်ရွေးခက်မှုတွေနဲ့နှုတ်ဆက်တွေကျူးဆက်တွေကြားကယုံကံမှုတွေဆိုလာမျိုးကဒီနေ့ခေတ်လို့ဖွဲ့စည်းတွေထဲမှာတော့ပုံစံတစ်မျိုးနဲ့ဆက်ပြီးရှိနေတုံးပဲလားလို့စဉ်းစားစရာလေးဖြစ်မိပါတယ်။อืมဒါတော့တကယ်ပဲဆက်ပြီးတွေးတောဆင်ခြင်စရာ check count ခုပါပဲ